ဒိမတ်ရေလက်ကြားတဝိုက်မှာရုရှားရေတပ်ဟောင်းရန်စတဲ့ချင်းချောက်မှုဆန်တဲ့အနောက်ရှပေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒိမတ်စစ်ထောက်လိုင်းရေးဌာနကပြောပါရယ်အော်တိုဗလာ၃ရက်နေ့မှာဒိမတ်ဘက်ကထုတ်ပြန်ရမှာတော့ Bodis ပင်လယ်နဲ့မြောက်ပိုင်းပင်လယ်ကိုဆက်သွယ်ထားရာဒိမတ်ရေလက်ကြားမှာရုရှားစစ်သည်မော်တွေဟာဒိမတ်ရဲ့ရေတပ်သင်္ဘောတွေဘက်ကိုလက်နက်တွေနဲ့ချင်းရွေတာရေချောင်းတောလာမှုဆန်ရာစနစ်တွေကိုတမင်အနောက်ရှပေးတာတွေလှုပ်ဆောင်နေခဲ့တယ်လို့ဖော်ပြပါရှိပါရယ် အဒီလောက်ရက်တွေဟာမလိုလားအပ်တဲ့တင်းမာမှုတွေကိုမြင့်တက်လာစေနိုင်တယ်လို့လည်းဒိမတ်ကသတိပေးခဲ့ပါတယ်၂022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ချိန်နောက်ပိုင်းဘော်တစ်ပင်လယ်ပြင်မှာရေအောက်ကေဘယ်ကြိုးတွေဖြတ်တောက်ခံရတာဓာတ်ငွေပိုက်လိုင်းတွေနှောက်ယှက်ဖျက်ဆီးခံရတာရုရှားကလေပိုင်နဲ့ကျူးကျော်ခဲ့တာတွေအတွက်ဒေသတွင်းနိုင်ငံတွေနဲ့ရုရှားကြားတင်းမာမှုတွေတောက်လျှောက်တရှိနေပါတယ်ဒိမတ်ဟာယူကရိန်းစစ်ပွဲကာလတလျှောက်ယူကရိန်းအစိုးရကိုအမခံအားပေးကူညီနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ။ဒါ့အပြင်ယူကရိန်းစစ်ပွဲနောက်ပိုင်းနိုင်ငံရဲ့အကောင်အထည်အသုံးစရိတ်ကိုတိတိတသားမြင့်တင်ခဲ့တဲ့အပြင်ရုရှားနိုင်ငံအတွင်းပိုင်းထိပြတ်ခတ်နိုင်မဲ့ဒုံးကျည်လက်နက်တွေဖြစ်တင်ဝယ်ယူဖို့ကိုလည်းပြင်ဆင်နေပါတယ်။လက်တလောရုရှားကရန်စတဲ့လုပ်ရက်တွေမှာတော့ဒိမတ်ရေလက်ကြောင်မှာသွာလာနေတဲ့ဒိမတ်လေတပ်ရဟရင်တွေရေတပ်ရဲ့ရေရင်တွေကိုတမင်အနောက်ရှက်ပေးနေတာတွေကိုတွေ့နိုင်တယ်လို့ဒိမတ်စစ်ထောက်လိုင်းကဆိုပါတယ်။အဲ့ဒီလောက်ရက်တွေထဲမှာတော့ရဟရင်တွေ ရေရင်တွေရဲ့လှုပ်ရှားမှုကိုပြင်းပရှာရေဒါနဲ့တမင်ချိန်ရွယ်ထားတာမျိုးတွေလက်နက်တွေနဲ့အလှမ်းချိန်ထားတာမျိုးတွေပါဝင်တယ်လို့သိရပါတယ်။ဒါတွေမကသေးပဲတချို့ဖြစ်စဉ်တွေမှာတော့ရုရှားစစ်သည်မော်တွေဟာဒိမတ်ရေရင်တွေနဲ့တက်တက်ကြီးဝင်တိုက်နိုင်တဲ့လမ်းကြောင်းမျိုးကိုတမင်ရွေးပြီးခုံမောင်းတပ်ပြန်တယ်လို့လည်းဒိမတ်စစ်ထောက်လင်းရေးဌာန Driver Thomas RNKL ကပြောပါတယ်။နောက်ပြီးရုရှားစစ်သည်မော်တစီဟာဒိမတ်ကန်လွန်မှာတရင်ဘက်တပတ်ကျော်ထိကြောက်ချရနာထားခဲ့ပါသေးတယ်။ ဒါဟာရုရှားရဲ့ Shadow Flip လို့ခေါ်တဲ့တရားမဝင်ရေနံတင်သင်္ဘောအုပ်စုကိုဒိမတ်ကကြားဖြတ်ဖမ်းဆီးတာမျိုးတစ်ခုခုလောက်လာရင်ရုရှားကအငြင်းခံမနေဘူးဆိုတော့ချင်းချောက်မှုတင်ငေတာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီ Shadow Flip ဆိုတာကယူကရိန်းစစ်ပွဲကြောင့်အနောက်နိုင်ငံတွေစီကတင်းမာတဲ့အရေးယူပိတ်ဆို့မှုတွေခံနေရတဲ့ရုရှားဟာနိုင်ငံရဲ့ရေနံတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတင်ပို့ဖို့ရေနံတင်သင်္ဘော600ကနေတထောင်ကျားစုဖွဲ့ထားတဲ့အုပ်စုကိုဆွလိုတာဖြစ်ပါတယ်။ မေလတုန်းကနေတိုးစစ်မှားမဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အက်စတိုးနီးယားဟာရှေရိုဖလစ်ရဲ့အစိပ်ပိုင်းလို့ယုံကြည်ရပြီးရုရှားစီဥတီခုံမောင်းနေတဲ့ရေနံတင်သင်္ဘောတစ်စီးကိုကြားဖြတ်တားဆီးခဲ့တဲ့နောက်ရုရှားကအဲ့ဒီနေရာကိုတိုက်လျင်တစ်စီးချင်းချောက်ဆွေလွတ်ခဲ့ပြီးဒေသအတွင်းတင်းမာမှုတွေတိတိတတ်တာမြင့်တက်ခဲ့မှုပါရှင်